နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံဘန်ကောက်ရေတပ်ဖွဲ့စည်းရုံကစစ်ရောကအထူးကုဆီယာဝန်အမျိုးသမီးရေမူဒေါက်တာအေးကိုတရားမဝင် AC အမြောက်များဝေယူတလောင်မှုနဲ့ဖမ်းဆီးလိုက်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အရှင်ကာလာတခုအထိစုံစမ်းစစ်ဆေးပြီးဂျွန်လစီရဲ့နေမှာသူနဲ့အပေါင်းပါ၄ယောက်ကိုဖမ်းဆီးခဲ့တယ်လို့မူရစ်စီဝါနင်းနင်းရေးရတပ်ဖွဲ့ ရေရှုပ်စန်တီချိုင်းနီယာမိုင်းကသတင်းထောက်တွေကိုပြောဆိုထားပါတယ်။ဒေါက်တာအေးဟာအပရာဇူလန်အစီအရေကိုအစာနဲ့ဆေးဝါးဌာနကနေအမြောက်များဝေယူမှုရှိခဲ့တာကြောင့်အစာနဲ့ဆေးဝါးဌာနကတန်တရာဖြစ်ပြီးမူရင်ဆေးဝါးနင်းနင်းရေတက်ဖွဲ့စီကိုတိုင်ကြားခဲ့တာလို့ဆိုပါတယ်။တာဝန်ရှိသူတွေက ရေးဝန်နဲ့အင်ယာက သူ့ရဲ့အဆောင်ကိုအရင်ဆုံးတွားရောက်စစ်ဆေးရမှာ သူ့ကိုမတွေ့ရဘဲ ိမ်ဆောင်အမျိုးသားတယောက်နဲ့ဂျက်ဖာရီထဲမှာတူလောင်ထားတဲ့အိတ်စီးအမြောက်များကိုဖမ်းပြီးခေတာပါဒေါက်တာအဲကိုတော့ဖျားထိုင်းနေမိကအစင်းမြင့်ဟိုတယ်တစ်ခုမှာတွားရောက်ဖမ်းဆီးခဲ့တယ်လို့ပအဝင်ပသက်သူ၃ယောက်ကိုပါထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အသက်၄၆နှစ်အရွယ်ဒေါက်တာအဲဟာရုပ်ရည်ရှော်မောလာပပြီးအရင်ကထိုင်းမျိုးသားရေးတပ်ဖွဲ့ဒုပြောရေးဆိုခွင့်ရှိသူ ရုပ်တံအစီအစဉ်တွေမှာစိတ်ကြမ်းမာရေး မူရည်စည်းဝါပညာပေးတင်ဆက်သူဖြစ်ပြီးလက်ရှိမှာလေလူငယ်နဲ့ကလေးတငယ်စိတ်ကျမ်းမာရေးအထူးကုဆရာဝန်ဖြစ်တယ်လို့သိရပါရှင်။